ခုပဲရဲစခန်းကအတီးပြူလိုက်ပြီးချွေပြည်သားမှာအပိုင်း၃ပိုင်းအဖြတ်ခံရပြီးတော့ဒီဆုံးခဲ့ရတဲ့မြင့်ချန်သူမသီရိနွေဟာမသေးဆုံးခင်မှာအုပ်စုလိုက်မရင်းချင်းခံခဲ့ရကြောင်းသိရပါပြီ။ဒီအခန်းတွေအကုန်လုံးကိုဖန်စီထားလိုက်ပြီးဖြစ်ကြောင်းလေးကြီးညာလိုက်ပါရယ်။အင်မတန်မှရစ်စပါရယ်။အခုပဲမြင့်ချန်မြို့သူမြို့သားတွေကတော့တော့အရန်ကိုပောက်ကွဲနေပြီးငါတို့ကဘာဝတ်ကြွေးရှိလို့နော်။ဒီအတိုင်းစစ်ကုံးစီရဲ့ဘုံကျဲတာလေးခံရတယ်။ငါတို့မြို့သူလေးလေးမရင်းချင်းသက်ခံရတယ်။ ဘာဝချင်းများရှိလို့လဲဆိုပြီးတော့မြည်အီတွေနဲ့နော်မိုးနမင်းကိုနော်မေးခွန်းတွေထုတ်နေကြပြီဖြစ်ပါတယ်အင်မတန်မှရက်ဆက်လွန်းလာတဲ့လူသက်မှုပဲနော်အဲ့ဒီတရားခံတွေတဲမှာမော့သီရီနွေနဲ့နော်လူတိတဲ့အရန်ကြီးရင်းနှီးတဲ့တငယ်ချင်းတော့မဟုတ်ဘူးဒါပေမဲ့တိနေကြတဲ့မိတ်ဆွေလေးပါပါတယ်တဲ့ဗျာသူတို့ရဲ့အဆောင်နားမှာပဲနေတဲ့ကောင်းတဲ့ဗျာအဲ့ဒီကောင်းကဥဆောင်ပြီးတော့နော်မော့သီရီနေကိုမရင်ချင်းတာလို့ကျွန်တော်သိရတယ်အင်မတန်မှရက်ဆက်တယ်နော် မာဒူရီနဲ့ခမယာမာမင်းချံမျိုးကနေဂျပန်နိုင်ငံကိုသွားမယ်ဆိုပြီးတော့ဂျပန်တင်တန်းလာတတ်တယ်เนาะရာကြီးမိုးချုပ်เนาะအရန်ပူလို့ဆိုပြီးတော့ရေထချိုးရကနေကိုလိုမျိုးဝရင်ချင်တဲ့ခံလိုက်ရတာပဲဖြစ်ပါတယ်ဘလောက်ထိတိဆိုးရွားနိုင်လဲเนาะအနီးနာကပဝင်ချင်းကလူတွေလည်းနည်းနည်းတော့မရိပ်မိဘူးဒီကောင်တွေဟာမာဒူရီနယ်တယောက်တည်းကိုတော့မရင်ချင်းအောင်တော့မဖြစ်နိုင်ဘူးတလောက်ကျွမ်းကျင်နေမှာတော့အများကြီးမရိမှုတွေရှိနေမှာတော့လုံးဝဝေးကြတယ်တရားခဏနေပြောကြားချက်အရာเนาะ ဂျပန်သွားဖို့တင်တန်းလာတတ်တာနော်အဆောင်လေကားမှာပဲလေပင်းညှစ်တက်တာမတိမရှင်ကိုခေါ်သွားပြီးအုပ်စုဖွဲ့မရင်ချင်းသေးတယ်ဆိုပြီးတော့ဝန်ခံသွားကြောင်းလေးကျွန်တော်သိရပါတယ်အဲ့ဒီအမျိုးသမီးရဲ့နော်ရုပ်လုံးကိုတော့ပြီးခဲ့တဲ့မေလ၁၂ရက်နေ့ည၈နာရီလောက်မှာပဲရှိပသာမျိုးနဲ့၅ရက်ွက်တဲ့ကညောင်ပင်နားမှာပျောက်ဆုံးပြီး၃ရက်အကြာမှာပြန်လည်တွေ့ရှိခဲ့တာပါတနင်္ဂနွေလုံးဝပြည်သူတွေကတော့အခုလိုမျိုးတရားခံတွေကိုနော်ပြည်ထောင်ကလွှဲပြီးတော့ဘာမှမပြီးဖို့အတွက်တောင်းဆိုနေကြပြီလေဖြစ်ပါရဲ့ဗျာ